ဒီဗီဒီယိုထဲမှာတော့လူတစ်ယောက်ကညအရာဝင်မှုပြင်နေတော့မှအတော်လေးကြောက်စရာကောင်းတဲ့ကိစ္စတစ်ခုနဲ့ကြုံတွေ့ခဲ့ရတာပါမျက်နှာတင်ပြီးတော့အရာတွေကိုတူဝင်မှုလုပ်နေတဲ့အချိန်မှာသူ့ရဲ့အိမ်ရှိကန်းကနေပြီးတော့ခြေတံတွေကြားလာရပါတယ်အဲ့ဒါနဲ့ဒီလိုလေတကူအထင်နဲ့တက်တေချအောင်လို့ဆိုပြီးတော့ဖုန်းနဲ့ record လုပ်ထားခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီခြေတံတွေပြေးနေတာကတကူမဟုတ်ဘဲနဲ့ဒီလူကိုဆယ်ရက်လောက်မေးရအောင်ကြောက်လန့်သွားစေမယ့်အရာတစ်ခုဖြစ်နေခဲ့ပါတယ် မှန်ရဲ့ပွင့်ရောင်ထဲမှာသပင်းအရှိကြီးတင်တဲ့လူမဖြစ်နိုင်တဲ့အရာတစ်ခုကဒီလူကိုစိုက်ပြီးတော့ကြည့်နေခဲ့တာပါဒီလူဖုန်းနဲ့လှည့်ပြီးတော့ record လုပ်ကြည့်တော့ဘာမှရှိမနေခဲ့ပါဘူးဒီတော့ဒီဗီဒီယိုကိုပြည်သက်ကြီးတို့ဘယ်လိုထင်ကြလဲဗျဒါကတကယ်ပဲဖြစ်နိုင်ရဲ့လားပြီးတော့ပရာလောကသားတွေကတကယ်ပဲမှန်နေမှာပေါ်နိုင်တာလားဒါမှမဟုတ်ဒီဗီဒီယိုကအလုံးကြံဖန်တီးတာလားဆိုတော့ပြည်သက်ကြီးတို့ပဲစဉ်းစားကြည့်ကြပါဗီဒီယိုကတော့2019ခုနှစ်လောက်တုန်းကအင်တာနက်ပေါ်မှာဂေးရထားခဲ့တဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်ပြီးတော်လေးကိုမှထူးဆန်းပါတယ် ီဒီယိုထဲမှာတော့လူတစ်ယောက်ကအမေရိကန်နိုင်ငံအော်ရီဂွန်ပြည်နယ်ကနမကြီးတောထဲမှာတယောက်တည်းကန့်ချနေတာကိုဗီဒီယိုကောလုတ်ထားခဲ့တာဖြစ်ပြီးညဘက်အရောက်မှာတော့ကိစ္စတွေကအတော်လေးကိုမှဆိုးရွားသွားခဲ့တာပါလူတချို့ကဒီဗီဒီယိုကို G-Core Address ဆိုတဲ့လူကရိုက်ထားခဲ့တာဖြစ်တယ်လို့ထင်ကြပြီးဒီလူက2019ခုနှစ်ညတညမှာသူ့ရဲ့တဲတဲကိုဖုံးဆက်ပြီးတော့တယောက်ကသူ့နောက်ကိုလိုက်နေတယ်လို့ဖုံးဆက်ရင်းနဲ့အဲ့တော်ထဲမှာပျောက်သွားခဲ့တယ်လို့ဆိုကြပါတယ် ူတချို့ကတော့ဒီဗီဒီယိုကို chase ho ဆိုတဲ့ကောင်လေးကရိုက်ထားတာလို့ဆိုကြပြီးသူကလည်းပဲ2019ခုနှစ်လောက်မှာပဲစောနာက Jiko ဆိုတဲ့လူပျောက်သွားခဲ့တဲ့နေရာမှာပဲပျောက်ွယ်သွားခဲ့တာပါဒါပေမဲ့အခုချိန်ထိဒီယာတွေကထင်ကြီးတက်တက်ပဲရှိပါသေးတယ်ဗီဒီယိုကိုတစ်ချက်လောက်ကြည့်လိုက်ပါအောင်ဗျ All right well it may seem like a bit much but here I am solo camping this is the shoots Oregon well close to Bend Oregon I brought the eight person tent or the six person tent. I haven't pulled this thing out in a long time, so I thought first of the season I should pull that out, give it a give it a go. It's about that time. Sun is setting. it's about eight o'clock. Should be dark out here in less than an hour. We can get a little bit over there to the trees. Beautiful night. Definitely gonna be turning in early though.

gets us someone's messing around with the, the rocks out there. Jesus Christ. Leave me alone! flashlight. I can't see a thing outside this night vision. Jesus Christ. I don't know where the I'm f right, chased me off. I'm wondering the god darkness. စုံတစ်ယောက်ဒါမှမဟုတ်တစုံတစ်ခုကဒီလူရဲ့တဲတွေကိုဝင်ဖို့ချိုးစားခဲ့တာပါအဲဒါကြောင့်ပဲဒီလူလည်းအသေးတန်ထွက်ပြေးရင်းနဲ့ဓမီမိချန်ခဲ့ပါတယ်အဲဒါနဲ့ကင်မရာမှာပါလာတဲ့မိကိုပဲသုံးပြီးပြေးရတာမလို့သူ့တို့ကမလွယ်နေခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲသူတဲတွေကိုဝင်ဖို့ချိုးစားနေတဲ့တစုံတစ်ခုကသူ့ရှေ့မှာမတ်တပ်ရက်ပြီးတော့ဒီလူကိုကြည့်နေခဲ့တာပါဗီဒီယိုကအမှန်တင်ပြီးသွားပြီးတော့ဘာဆက်ဖြစ်သွားလဲဆိုတာကတော့အခုချိန်ဒီပေဒီတစ်ခုတို့ဖြစ်သွားခဲ့ပါတယ်ဒီဗီဒီယိုကိုရိုက်ခဲ့တဲ့လူရဲ့ကားရဲ့ တဲရဲနဲ့တခြားတန်ဖိုးကြီးပစ္စည်းတွေကိုရှာတွေ့ခဲ့ပေမဲ့လို့အခုချိန်ထိဒီဗီဒီယိုရဲ့ပိုင်ရှင်ကိုမသိရသေးဘူးလို့ဆိုကြပါတယ်။ဒီတော့ဒီဗီဒီယိုကိုသူတို့ဘလို့ထင်ကြလဲဗျ။ဒါကတကယ်ပဲဖြစ်နိုင်ရဲ့လား။ဒါမို့ဒီဗီဒီယိုတစ်ခုလုံးကလောက်ကျန်ဖန်တီးတာလားဆိုတော့သူတို့ပဲစဉ်းစားကြည့်ကြပါ။ဒီဗီဒီယိုကတော့ကလေးတွေရောလူကြီးတွေပါမကြုံချင်ဆုံးဖြစ်မဲ့6လက်မှုတစ်ခုခံလိုက်ရတဲ့လူတစ်ယောက်ကတင်ထားတာပါ။ ည3နာရီလောက်ကြီးဒီသူကသူ့ရဲ့ခရင်အောက်ကနေပြီးတော့အတန်ဒီချနေရလို့ရုတ်တရက်နှုတ်လာခဲ့ပါတယ်။စာကတော့ဘာမှမဟုတ်တော့ပါဘူး။ပိုဟတ်တို့တခြားကောင်ပလောင်လေးတွေပဲဖြစ်မှာပါလေလို့သူထင်နေခဲ့တာပေါ့။ဒါပေမဲ့အတန်ဒီကငြိမ်မသွားဘဲနဲ့ခရင်အောက်မှာလူတယောက်ကလှုပ်နေတယ်လို့အတန်ဒီပို့ပြီးတော့ကြားလာရပါတယ်။သူကပြန်မိတ်နိုင်တော့တာကြောင့်ဖုန်းမိဖွင့်ပြီးဘဲကနေအတန်ဒီထွက်နေလဲဆိုတာသိရဖို့ငုံပြီးတော့ကြည့်တော့တာပေါ့။သူတွေ့လိုက်တဲ့အရာကပရိသတ်ကြီးတို့ကိုအတော်လေးကြောက်စိတ်ဝင်သွားစေပါပါ။ဗီဒီယိုကိုတစ်ချက်လောက်ကြည့်လိုက်ပါအောင်ဗျာ။ တစုံတစ်ခုဒါမှမဟုတ်တစုံတစ်ယောက်ကခရင်အောင်မှာတကယ်ကြီးရှိနေကြတာပါအဲ့ဒါနဲ့ဒီလူကသူ့တငယ်ချင်းကိုတင်းသွားခေါ်ပြီးတေချောင်လို့နှစ်ယောက်တူတူသွားကြည့်တဲ့အခါမှာတော့ဒီမှာရှိနေကောင်းဘာလဲမကွာဟောစင်းဒီမှာမင်းစုပြီးနေစမှာကောင်းဟာလား ဒီဗီဒီယိုကိုပရိသတ်ကြီးတို့ဘယ်လိုထင်ကြလဲဗျာဒီဗီဒီယိုကတကယ်ပဲဖြစ်နိုင်ရဲ့လားဒါမှမဟုတ်လုံးချံဖန်တီးထားတဲ့ဗီဒီယိုတပုတ်လားဒီຢာကတကယ်ကြီးဆိုရင်တော့ကျွန်တော်တို့ဟိုလူနေရာမှာဆိုရင်ဂရင်ပေါ်မှာအရင်မှမဟုတ်လောက်ပါဘူးပရိသတ်ကြီးတို့လည်းညမိတ်ခင်မှာဂရင်အောက်ကိုတိတ်ချစစ်လိုက်ကြပါအောင်ဗျအားလုံးကျေးဇူးများတင်ပါတယ် ဒီဗီဒီယိုကတော့တက္ကသိုလ်ကျောင်းသားတယောက်အခန်းထဲမှာတယောက်တည်းရှိနေတုန်းကျွန်တွေ့ခဲ့ရတာပါသူ့ရဲ့အခန်းကတအားကို၆လံလောက်လာကြအောင်သူတခြားနေရာပါရှာခဲ့ရပါတယ် မို့ရကြီးလေပေါ်ကိုမြောက်တက်သွားတာကိုမြင်ကြရမှာပါနောက်ပြီးဘသူမှရှိမနေဘဲနဲ့တခန်းလုံးကနေအတံပေါင်းစုံထွက်လာခဲ့ပြီးတကားကလည်းဖွင့်လိုက်ပိတ်လိုက်ဖြစ်နေခဲ့ပါသေးတယ်တင်တို့ရောဘလို့ထင်ချလိုက်ဗျာဒါကတကယ်ပဲသေးရဲ့လားဒါမှမဟုတ်လောက်ချံဖန်တီးထားရလားတကယ်လို့ဒါကလောက်ချံဖန်တီးထားရင်တော့မှမို့ရကြီးလေပေါ်မြောက်တက်သွားတာကတော့တော်တော်ကြီးထူးဆန်းပါတယ်